င်းရဲ့နောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ငလျင်တဘာဝဘေးကြုံတွေ့နေခြင်းတက်ချုပ်စုသူရဲ့လုံဆောင်စူးစမ်းမှုများဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မလ28ရက်နေ့နေ့လယ်2:52မိနစ်အချိန်မှာငလျင်လောက်ကတ်မှုဖြစ်နေတာဖြစ်ပြီး2:54အချိန်မှာဂျက်ဖိုက်တာ3စီးနဲ့နောင်ချုံမျိုးနဲ့ကန်ကြီးကြီးရွာနီကိုဘုံကိုလုံးကျင်းချပြီးလေကြောင်းကနေတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီနေ့တရက်ထဲမှာတင်းလေကြောင်းတိုက်ခိုက်မှုသကိုင်းဘုတ်ကိုကရင်အပါဝင်ရှစ်ကြိမ်ထက်မနည်းတဲ့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ခြင်းအဲ့ဒီနေ့မှာပဲကယ်ဆယ်လောက်ရမယ့်အစားစစ်ကောင်စီနေတဲ့မှာစ စ်ဗိုလ်တွေကရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာအရက်သားရိရှိယာကိုပုံတိများကျဲချတိုက်ခိုက်နေခြင်းပြည်သူများကယ်ဆယ်ရေးအတွက်အသုံးမပြုပေမဲ့ကလေးများကြောင်းပိတ်ရက်နဲ့တမရော်နီခန္ဓာရှိတာကြောင့်မေရောက်လိုင်းရှိတဲ့နေ့ပြီးတော့ကိုသွားရောက်နေပတ်တဲ့တာအောင်ပြည်ဆောင်တမီခင်တီတမော်နဲ့မြေများကိုငလင်းလုပ်ပြီးအထူးရဟတ်ရင်နဲ့ရှမ်းကုန်မျိုးကိုပို့ဆောင်ခဲ့မှုပြုလုပ်ခဲ့ခြင်း ငလင်းကြောင့်အစာအုပ်ပြိုကျထိခိုက်ဒဏ်ရာသူအများအပြားဖြစ်ပွားရင်မန္တလေးမြို့မှာ CDN ဆရာဝန်ခန့်အပ်ခြင်းနဲ့ဒဏ်ရာရလူနာကုသမှုဆဆွဲခြင်းနဲ့ဖိအားပေးပိတ်ခိုင်းတာတဲ့မန္တလေးမြို့အတွင်းကမြို့တော်စင်ယုံနန်းတော်စင်ယုံကန့်ကော်စင်ယုံပန်းလိုင်စင်ယုံမြက်ချယ်ရီစင်ယုံမြက်ဝီလီယံစင်ယုံမင်္ဂလာမျိုးဆက်စင်ယုံလန်ဒန်စင်ယုံဇီဝကစင်ယုံငိမ့်ချန်းစင်ယုံစိတ်မန်းစင်ယုံထပ်နေလင်းစင်ယုံစတဲ့ပိတ်သိမ်းထားတဲ့ပုဂ္ဂလိကစင်ယုံ20နီးပါးကိုအချိန်မီကုသနိုင်ဖို့အတွက်ပြန်ဖွင့်ခိုင်းခြင်းမပြုလုပ်နိုင်ခဲ့ခြင်းမြန်မာနိုင်ငံအတွင်းကြုံတွေ့ရတဲ့ငလင်းတန်း ကြောင်းမလ31ရက်နေ့ကအေဗီယာ6ရက်နေ့ထိထတ်တူစာနာမှုပေးတဲ့အနေနဲ့နိုင်ငံတော်အစင်ဝန်ထမ်းမှုအထိမ်းအမှတ်ဖြစ်သတ်မှတ်တဲ့စစ်ကောင်စီဟာအေဗီလာ1ရက်နေ့မနက်စင်နိုင်ဝင်းကျင်မှာကံပလတ်မျိုးနဲ့လွန်တုံရွာကြားလီချောင်းကနေပုံကျဲတိုက်ခိုက်ခြင်း ဝန်နေချင်းအထိတ်မှ EP တရက်နေ့မှာအုတ်အော်ဆွဲညှိတဲ့ချင်းများပြုလုပ်ခဲ့တော်လဲအဲ့ဒီညမှာပဲစစ်ကောင်စီပိုင်းရုပ်တံဌာနမှာအခုနှစ်တစံကိုဖျက်သိမ်းခြင်းမရှိပဲပူစီတော့ကရောက်နေချိန်မှာမျက်နှာပြောင်တိုက်ပြီးအေးချမ်းတာရတဲ့တစံအဖြစ်ကျင်းပသွားမယ်လို့ကြေညာသွားခြင်း ဝန်နေချင်းအထိမ့်မှဖြစ်ဝန်နေချောင်ကိုဟန်ပြအော်အော်ဆွဲတပ်ပုံတွေရိုက်ချင်များပြုလုပ်ကတကြံရင်အတွက်အကတိုက်ချင်များမရတဲ့လုံငင်းလင်းအတွက်ကုညီကယ်ဆယ်ဖို့လိုအပ်ချိန်မှာတကြံအတွက်အလူခံခြင်းတွေကိုပါစစ်ကောင်စီခံအုပ်ချင်းများလှောက်ဆောင်ခြင်း2015ခုနှစ်မှ2020ခုနှစ်အထိအစိုးရဖြစ်တာဝန်ယူခဲ့တဲ့အစိုးရလက်ထက်မှာမြန်မာနိုင်ငံရဲ့ BND ရဲ့အမျိုးမျိုးကိုတုံ့ပြန်ဆောင်ရွက်နိုင်ဖို့နဲ့ထိခိုက်ဆုံးရှုံးနိုင်ခြင်းရှော့ချရေးအတွက်လုပ်ငန်းစီမံချက်2019ရဲ့ဥရောစင်မှာဒေါအောင်ဆန်းစုကြည်ဤတာပြခဲ့ပြီးအရေးပေါ်ရန်ပုံငွေများထားရှိခဲ့ခြင်းများလှောက်ဆောင် ောက်ခဲ့တော့လဲအာနာသိမြမစစ်တပ်ကတဘာဝဘေးရန်ပုံငွေတွေကိုပါထုတ်ယူသုံးစွဲခဲ့တာကြောင့်ငလင်ဘေးတကယ်ကြုံတွေ့ရချိန်မှာအရင်းပေါ်ကင်းစင်ရန်ပုံငွေရှိမနေတော့ပဲလက်အိမ်နဲ့အုပ်ထုပ်ကအစနိုင်ငံတကာထံအကူအညီတောင်းရခြင်းနိုင်ငံတကာထံအကူအညီတောင်းပေမယ့်ထိုင်ဝမ်ကလာခဲ့ဖို့ပြင်ဆင်ပြီးကမ်းလှမ်းခဲ့ရာလက်မခံခဲ့တာကြောင့်မလ28ရက်မှာပဲစီစဉ်မှုတွေဖြတ်သိမ်းပြင်ရခြင်း ကင်ဆယ်ဖို့ရောက်လာသူများမှာကန့်သက်ချက်များနဲ့လှုပ်ဆောင်နေရတဲ့အတွက်အိန္ဒိယကင်ဆယ်ရေးသမားကာရင်ဘာမန်ကတနက်ပြောင်းတွေအောက်မှာကင်ဆယ်ရေးလုပ်နေတာအဆင်မပြေဘူးဆိုပြီးစိတ်မကောင်းစွာပဲပြန်သွားခဲ့ရခြင်းအကူအညီပေးမှုများမှာ2021ခုနှစ်စစ်အာဏာသိမ်းမှုကိုမထောက်ခံတဲ့ပြည်သူများထံကိုမရောက်ရှိစေဖို့စစ်တပ်ကမဟာဗျူဟာအစိပ်ပိုင်းတစ်ခုဖြင့်တားဆီးထားကြောင်းကုလသမဂ္ဂ OACHR ရဲ့မြန်မာနိုင်ငံအကြီးအကဲကပြောဆိုခဲ့တဲ့အထိစစ်ကောင်စီရုံမှထားခြင်း နိုင်ငံတကာမှအကူအညီထောက်ပံ့များကိုတောင်းခံနေတော်လဲနိုင်ငံတကာသတင်းသမားများမှဖြစ်ရများသိရှိရန်ဝင်ခွင့်တောင်းမှုကိုနေထိုင်ရေးအတွက်အကြောင်းပြညင်းဆိုခြင်းမှ၎င်းတို့ပြည်သူပေါ်ရုံမှထားမှုတွေအတွက်အပြစ်မှန်တီမာကိုစိုးရိမ်နေခြင်းအေပီလာတရက်နေ့ည9:22မိနစ်ချိန်မှာတရုတ်နိုင်ငံကြက်ချင်းဒီအတင်းမှမြန်မာနိုင်ငံငလင်ပေးတင်ပြည်သူများအတွက်မန္တလေးမြို့ကိုခီးဆက်သွားမယ့်အကြောင်းကိုလည်းစစ်ကောင်စီတန်းသတင်းပြဖို့ခဲ့ပြီးဖြစ်တော်လဲထောက်ပံ့ရေးပစ္စည်းများတင်ဆောင်လာတဲ့ရှင်တန်းကိုစီကမန္တလေးမြို့ကိုခီးဆက်ရမှာနောင်ချုံမြို့နဲ့အုံမတီချေရွာမှာစစ်ကောင်စီတပ်မှ အသင်းဆောင်ကျူပြခန့်ခြင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်2019ခုနှစ်မှာအရေးပေါ်ကိစ္စအတွက်ရဟန်းရင်အသင်းပြင်ထားတဲ့စနစ်ကိုစတင်ခဲ့ပြီးကနအုပ်ဖြင့်အီတလီနိုင်ငံထုံးရဟန်းရင်တစည်းကိုငှားရမ်းခဲ့ပြီးပြင်ဆင်ထားမှုတွေလုပ်တော်လဲအဲ့ဒီလုံရက်ကနိုင်ငံပိုင်းငွေဖြုံးတီးချင်းလို့ဆိုပြီးစစ်ကောင်စင်ကဒေါအောင်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်တို့ကိုဖမ်းဆီးထောင်ချထားပြီးဖြတ်အားပြင်းမြင်းကလင်းတန်းခန့်နေရတဲ့မင်းအောင်လိုင်လက်ထက်မှာမြန်မာလူထုကိုကယ်ဆယ်ဖို့အတွက်ကောင်းကင်ရံမှာမြည်သည့်ရဟန်းရင်မှာကယ်ဆယ်ရေးအတွက်ပြန်ဝဲနေ ခြင်းမလုပ်နိုင်ပဲဝယ်ယူထားတဲ့လေယာဉ်များနဲ့ပတ်ပြီးဘုံကျဲမှုသာပြုလုပ်ခြင်းခင်မီလေယာဉ်များကိုဝယ်ယူထားတော့လဲငလင်ကဲ့သို့တဘာဝပီကိုကုညီကဲဆဲဖို့အတွက်လေယာဉ်ရဟန့်ယင်များနဲ့ကဲဆဲအတွက်စိတ်ဝင်စားခဲ့ပဲပြည်သူများပူဆွေးနေရခြင်းကိုခွင့်ကောင်းယူပြီးတော်လိုင်းဖွဲ့များထိန်းချုပ်ထားတဲ့ဒေသမှာနေထိုင်တဲ့ပြည်သူတွေကိုပြန်တက်ဖို့အတွက်အာရုံပူဆိုင်နေခြင်း ကျူးကျော်လို့ဆိုပြီးနေချင်းညာချင်းနေအိမ်တွေကိုမိနစ်ပိုင်းတွင်ယာနေချီဖျက်ဆီးနိုင်ခဲ့ကြပြီးမြခုအချိန်ပြည်သူတွေငိုကြွေးတန်ကြမှာဆန်ရနေရတွေနဲ့ကိုတူကိုတာကင်စင်းများလှုပ်ဆောင်နေရခြင်းစစ်ကောင်စီလက်အောက်ခံစစ်သားနေရှင်များမှာအန်ဒီအများကြမှာလူအသက်ကင်းစင်မှုများ၎င်းတို့ကင်းစင်မှုနဲ့အသက်ပေးလွတ်မြောက်လာတဲ့တဲ့င်းများပြန့်နှံ့နေအောင်မတွင်ရပဲရှင်များမှာမန္တလေးကျုံရှိပြူကျနေတဲ့အုတ်ခဲများတင်ယူခြင်းတတ်နိုင်သလောက်လို့ဆိုပြီးစစ်သားများမှာမန္တလေးကျုံပေးမှာရှားရီတဲများထိုးပေးမှုသာပြုလုပ်နေတဲ့ရုပ်သံတွေဆိုရှယ်ပလက်ဖောင်းတွေမှာပြန့်နှံ့ မှုရှိခြင်းစစ်ကောင်စီကအေပီလာ၂ရက်နေ့မှအေပီလာ၂၂ရက်နေ့ထိရပ်ပေါင်း20ကြာအပြစ်ခန့်ရစဲတယ်လို့ကြေညာခဲ့တော်လဲအေပီ၃ရက်မနေ့ပိုင်းမှာဝိုင်းမော့60ကျောင်းထိုးလာခြင်းစကိုင်းတိုင်းရမပင်မှာစစ်ကျောင်းထိုးခြင်းစကိုင်းတိုင်းကဏီမြို့နယ်ရှိကျေးရွာနယ်ရွာမှာလေကျောင်းတိုက်ခိုက်မှု၁၇ကြိမ်ပြုလုပ်ခြင်းပမော်မှာလည်းနေရောညာပါလင်းရင်နဲ့ပုံကျဲပြီးအင်းတော်မှာလည်းစစ်တပ်ကလင်းရင်နဲ့ပုံကျဲခြင်းအေပီ၄ရက်နေ့မှာရှမ်းပြည်နယ်ဖေကုံမြို့ပီကင်းကောခုကျေးရွာမှာလက်နက်ကြီးပစ်ခတ်မှုနဲ့လေကျောင်းတိုက်ခိုက်ခဲ့ခြင်းမလ28ရက်နေ့ငလင်လောက်ခတ်ပြီး ရင်နောက်စစ်တပ်ကလီချောင်းတိုက်ခိုက်မှုအပါအဝင်တိုက်ခိုက်မှုပေါင်း53ခုကို လုံဆောင်ခဲ့ပြီး16ခုမှာအပီလာ2ရက်နေ့စစ်ကောင်စီအပြစ်ခံရဲစဲတွေလူကြီးညာပြီးရင်နောက်လုံဆောင်ခဲ့တာဖြစ်ပါတယ်။ အစိုးရဆုံးကလင်ထံခန်းစားခြင်းဆက်သွယ်ကုမ္ပဏီများမှ SMS နဲ့ဖုန်းခေါ်ဆိုခွင့်အခမဲ့အစီအစဉ်မှုအတွက်မလုံဆောင်ခြင်းဖုန်းလိုင်းများမကောင်းတဲ့ကြောင့်မှ VPN ကိုပါအသုံးပြုနေရတာကြောင့်အရေးပေါ်အလွယ်တကူအသုံးပြုနိုင်ဖို့ VPN ဖြုတ်ခွင့်မပေးခြင်းနေပြည်တော်ရှိဝန်ကြီးဌာနရုံးများလွှတ်တော်အဆောင်များပြည့်စည်ရှိတာကြောင့်မင်းအောင်လိုင်းကိုယ်တိုင်ငလင်လုံးချင်းစပွဲတစ်ချက်မှနေရယူထားခဲ့ရပေါ့အပြင်မှာတနိုင်းနီပါမတည့်ရနေရကငလင်တန်ခန်းစားပုံတွေကိုရုပ်သံနဲ့ပြောပြီး NDA ကကင်းလျက်ရှိကြောင်းလူလုံးထွက်ပြခဲ့တော်လဲနိုင်ငံတော်တိုင်ပင်ခံနဲ့ မရာကြီးအတွက်ကိုတော့စိုးစင်များထုတ်ပေါ်ပြောဆမှုမရှိခြင်း။အိုးဖို့တောင်မှငလင်တန်ကြောင့်ထိခိုက်ဒဏ်ရာရသူများစေယုံတက်ကူတာဖို့လိုအပ်သူ40ကျော်နဲ့စိုးရင်ရသူကိုရှိပြီးပြင်ပစေယုံမှာစေကူတရန်လိုအပ်သူများရှိတော့လဲစစ်ကောင်စီကဧပြီလ၄ရက်နေ့ထိစေကူတကွယ်ပိတ်ပင်မှုတွေလှုံ့ဆော်ကရုံမှထားခြင်း။နိုင်ငံရေးကောင်းဆောင်ဆိုသူတွေကမိမိနိုင်ငံတဘာဝ BNN နဲ့ရင်ဆိုင်ထားရပါကလက်ရှိအကြက်တင်များအတွက်အာယုံဆိုင်နိုင်ဖို့လိုအပ်နေတဲ့အချိန်ကောင်းဆောင်ရည်သွေးပြသနိုင်ဖို့ပြည်သူများအတွက်လမ်းညွှန်ထောက်ပံ့မှုပေးနိုင်ဖို့နိုင်ငံခြားခီးစဉ်များတောင်းရောက်ဖို့မ သိတော့တော့လဲမင်းရောင်လိုင်းမှာထိုင်းနိုင်ငံခီးစဉ်ကိုမဖြတ်သေးမဲသွားရောက်ခဲ့ပြီးနိုင်ငံကောင်ဆောင်တွေကမိမိတိုင်ပြည်ပြည်အန်ရည်နဲ့ရင်ဆိုင်နေရခြင်းတိုင်ပြည်ကိုစွန့်ခွာဖို့မသိခြင်း2015ခုနှစ်အောက်တိုဘာလမှာစိုက်ကလုံးမုန်တိုင်းနဲ့မုတ်တုံမှုကြောင့်မြန်မာနိုင်ငံမှာရှည်ကြီးရေရှမ်းမှုတွေဖြစ်ပွားမှုကြောင့်တမရရာဓုမှာရှိနေသူဦးသိန်းစိန်ကတရုတ်ခီးစဉ်ကိုရွှေ့ခဲ့တယ်လို့တင်ရပါတယ်ပြည်သူလူထုပေါ်ရုံမရဆက်မှုတွေကျူးလွန်ထားမှုကြောင့်မတင်ခင်ကတည်းကအပုံနိုင်တလိုင်လိုင်ဖြစ်နေတဲ့အကြမ်းဖက်မင်းအောင်လိုင်ကထိုင်းနိုင်ငံမှာရောက်ရှိနေစဉ်ထိုင်းဆောင်သားများထိုင်းပြည်သူ ူများနဲ့ပြည်ပရောက်မြန်မာရင်းရဲ့ဆန္ဒပြမှုတွေကြုံတွေ့နေရတဲ့အပြင်အာဂျင်တီးနားတရားရုံးကလည်းမြန်မာနိုင်ငံကိုဖမ်းဆီးပြီးမှဖမ်းဝရန်ကိုနိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုကိုပေးပို့ပြီးမြစ်တာရက်ခတ်မှုတွေကြုံနေရတဲ့အခါအေပီလာ9ရက်နေ့မနက်ပိုင်းမှာဘန်ကောက်မြို့မှနေပြည်တော်ကိုပြန်လည်ထွက်ခွာဖို့သတ်မှတ်ထားတာဖြစ်တော့လေအေပီလာ၄ရက်နေ့ညရင်းချင်းနေပြည်တော်ကိုပြန်လည်ထွက်ခွာခင်ရပါတယ် ညာရင်းချင်းပြန်လာပြီးငလင်ချောင်းကြုံတွေ့ရတဲ့အခြေအနေများကုညီကိစ္စအင်းနဲ့ပြန်လည်ထူထောင်ရေးအတွက်ဆွေးနွေးနိုင်ခဲ့တယ်လို့ကောင်စီဘက်ကပေါ်မမီဒီယာနဲ့စော်မင်းထွန်းကညာရင်းချင်းအင်တာဗျူးကအချက်ပြထုတ်ပြန်ထားပေမယ့်ပြည်သူများစုကစစ်ကောင်စီကိုယုံကြည်မှုကင်းမဲ့နေတာဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။